မြရီမျိုးကြားဖြန့်ငွေလင်ကိုင်းတွေကနေဖန်ဆီးထားတဲ့ဖိလစ်ပိုင်နဲ့လာအိုနှစ်နိုင်ငံကကြားဖြန့်ဝင်နယ်53ဦးကို BJF နယ်ကြားဆောင်တပ်ကမဲဆောက်ကနေတဆင့်တက်ဆိုင်ရာ တိုင်းပြည်တွေစီပြန်ပို့လိုက်ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြဝတီမှာဖမ်းထားတဲ့ကြားဖြန့်ဝင်နယ်နိုင်ငံသားသားတွေပြန်ပို့နေတာဒီကို စနေတနင်္ဂနွေနေ့ရက်နားထရာကမလ24ရက်တနင်္လာနေ့မှာတော့ လာအိုဖိလစ်ပိုင်နှစ်နိုင်ငံကနိုင်ငံသား53ဦးကိုကရင်နယ်ကြားဆောင်တပ်ကပြန်ပို့လိုက်တာပါပို့တဲ့အချိန်မှာတော့အခက်အခဲတော့မရှိဘူးခင်ဗျအခက်အခဲကအထားရတဲ့ပြဿနာပေါ့နော်ထားရတဲ့ပြဿနာရာဒူဥတုကလည်းအခုအတိတဲ့အတိုင်းပဲအခုအပူချိန်ကတော်တော်လွန်ကဲနေတယ်ဗျဝေရုံလွန်ကဲနေတော့အဲကျွန်တော်တို့ကအဒီလူတွေကိုအများကြီးညံပူတဲ့နေရာမှာပန်ကာပဲကျွန်တော်တို့မတက်ပြနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဒီလက်စင်ပြီးအခက်ခဲ စက်သုံးစီခက်ခဲနဲ့ကျွန်တော်တို့ကမြို့ကိုအချိန်နဲ့မောင်းနေရတာရှိတယ်။အဲဒီဖြစ်ပေါ်နေတဲ့အပူချိန်နဲ့အဲသူတို့နေရထိုင်ရတာဒီနောက်ပြီးတော့သူတို့ရဲ့အိမ်ပြန်ခြင်းနဲ့စိတ်တွေအဲအဲ့ဒါလေးတွေကိုကျွန်တော်တို့အများဆုံးဖြည့်ဆည်းပေးချင်တာဟုတ်ကဲ့။လာအိုနိုင်ငံသားချားဖြတ်ဝန်ထမ်း23ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား30စုစုပေါင်း53ဦးကိုထိုင်းမြန်မာနယ်စပ်မြောက်ရီမဲဆောက်ချစ်ကြည်ရေးတရာ အမှတ်နှစ်ကတည်းကမဲဆောက်ကို ပို့ခဲ့တာ ဖြစ်ပါတယ်။ဟိုမြန်မာချားဖြတ်ဟို ိကတော့ဒီကြားဖြန့်ကိုဟောဒီတရုတ်ပေါ့နော်ကျွန်တော်သိရသလောက်ကတော့ဒါဒါဟိုဒီတရုတ်နိုင်ငံသားတွေအဓိကသူတို့ကလုပ်နေကြတာပဲဟိုဒီမြန်မာနိုင်ငံနေနေပြည်ထဲမှာလာလုပ်နေဆိုတော့မြန်မာဘက်ကလက်ခံထားတဲ့လူတွေပေါ့ဗျာဒါဒါဒီဒီ BGL လိုဟာမျိုးသူတို့လက်ခံထားလို့လုပ်လို့ရတာဟုတ်ဆိုတော့ဒါမှလည်းဟိုအကျိုးတူလို့ပဲပြောလို့ရမှာဒါဟိုဟိုဘယ်လိုခေါ်မလဲတသိတစ်ပိုင်းသူတို့ပါတယ်ပေါ့အားလုံးအားလုံးအပြည့်အဝသူတို့တာဝန်ရှိတယ်လို့တော့ယူဆလို့မရဘူး တော့မြန်မာလဲကြားဖြန့်ဟိုကြားဖြန့်အောင်လက်ခံထားတယ်မြန်မာနယ်နိမိတ်မှာဖြစ်နေတယ်အဲမြန်မာဒီလက်နက်ကိုင်တပ်ဖွဲ့တွေလည်းပါဝင်ပတ်သက်နေတယ်ဟိုအဲ့ဒါတော့တိပါလားဟုတ်အခုလိုကြားဖြန့်ဝန်ထမ်းတွေကိုပြန်ပို့နေချိန်မှာပဲနောက်ထပ်ကြားဖြန့်ဝန်ထမ်းအစ်စ်တီကရင်နယ်ဆက်ကိုခိုးဝင်နေပါတယ်အခုရပိုင်းမြမအလင်းသတင်းစာမှာမြဝတီမက်ထော်တလေးရွာကိုထပ်ခိုးဝင်အလားတရုတ်ကြားဖြန့်တရားကျော်ဖမ်းမိကြောင်းဖော်ပြထားပါတယ်ခမညာ ကျွန်တော်မောင်တူပါ